တနေ့မှာတော့မစ္စတာဘင်းနဲ့ထယ်ရီတို့ဟာစစ်တူရင်ကစားနေကြပြီးဒီ26ပွဲမြောက်ကိုလည်းမစ္စတာဘင်းကပဲအနိုင်ရလာခဲ့ပါတယ်။ပြီးတော့တကားခေါက်တောင်ကိုကြားလိုက်ရပြီးဂော့ကသူ့ရဲ့ခွေးလေးနဲ့ရောက်လာခဲ့ပါတယ်။မစ္စတာဘင်းကလည်းခွေးလေးကိုခိုင်းလိုက်ပြီးမဲခွေးရဟောင်းလို့ဂော့ကလှုပ်ပေးလိုက်ပြီးတော့မစ္စတာဘင်းလည်းပတ်ပြေးပါရယ်။ခွေးလေးကထယ်ရီကိုကိုက်ဆွဲထားပြီးမစ္စတာဘင်းကလည်းဆွဲနေပါတယ်။ဂော့ကလည်းသူ့ရဲ့ခွေးကိုကြည့်ပေးထားဖို့ပြောခဲ့ပြီးခွေးလေးပန်းနဲ့အယုတ်ကလေးကိုပေးခဲ့ပြီးထွက်သွားခဲ့ပါတယ်။ခွေးလေးကအယုတ်လေးကိုခိုင်းထားပြီးမစ္စတာဘင်းစီကိုယူလာပြပါသေးတယ်။ ပြီးတော့သူတို့အပြစ်ထွက်လာပြီးမစ္စတာဘင်းကရှေ့ကသွားပြီးမဲ့ခွေးရဲ့နောက်မှာပဲကျန်နေခဲ့ပါတယ်။လက်ပတ်ကိုဆွဲလိုက်ပြီးမဲ့သူပဲနောက်ကိုပြန်ရောက်လာခဲ့ပါတယ်။မစ္စတာဘင်းကလည်းကောက်ချီလိုက်ပြီးမဲ့ခွေးရဲ့ဟောင်းနေလို့ချီပြီးပေးပါတော့တယ်။ရှေ့မှာတော့ဈေးချင်းနောက်ကိုတူသွားပြီးခွေးလေးကိုချင်းနဲ့ထည့်ပြီးသွားပါတော့တယ်။ပန်းကြံထဲကိုဝင်သွားပြီးထိုင်ကုန်တစ်ခုမှာတော့မစ္စတာဘင်းကဟော့ဒေါ့ရောင်းနေတာကိုတွေ့ပြီးဗိုက်စားသွားလို့သူ့ရဲ့ဆန်ဒွိချ်ကိုထုတ်လိုက်ပါတယ်။စားကန်ဒီမှာခွေးလေးကတမျောမျောနဲ့ကြည့်နေလို့မစ္စတာဘင်းရဲ့အာရုံပြောင်းအောင်လို့တိကိုင်းတစ်ခုပစ်လိုက်ပြီးမဲ့ခွေးလေးကမဟုတ်ဘဲကြည့်နေခဲ့ပါတယ်။ ပြီးတော့မစ္စတာဘင်းကတက်ကန်းကိုတောက်ောက်ပြလိုက်ပါရင်သူကဝီးပြန်လာတော့ခွေးလေးရဲ့မုတ်ကိုစားပလိုက်ပါရင်မစ္စတာဘင်းလည်းစိတ်တူနေပြီသူရှိမှတော့လူတယောက်ခွေးရည်များကြီးနဲ့ခွေးသိန်းနဲ့အလို့လိုပြီးတော့ပွဲဆံနေရှာနေနေတာကိုမစ္စတာဘင်းတွေ့လာခဲ့ပါရင်မစ္စတာဘင်းလည်းအကြံရသွားပြီးဘေးရဟော့ဒေါ်ဆိုင်ဟော့ဒေါ်တစ်ခုကိုဝယ်ပြီးတိုးနဲ့ချီပြီးတော့ခွေးရဲ့အရှိမတက်ပေးထားလိုက်ပြီးမစ္စတာဘင်းကအနောက်ကလဲပေါ်ကနေလိုက်လာခဲ့ပါရင်လဲကိုပြန်အပ်လိုက်ပြီးအိဗယ်ရောက်တော့ကော့ကခွေးလေးကိုလာခေါ်ပါပြီမစ္စတာဘင်းလည်းဟော့ဒေါ်ကိုဖြီးဖြီးစားတော့မဲ့အချိန်မှာကော့ကယူပြီးတော့ခွေးလေးကိုကျွတ်လိုက်ပါရင် ကော့ဖီလည်းအိမ်မြန်သွားပြီမစ္စတာဘင်းအကြံဉာစားထုတ်ပါတော့တယ်မစ္စတာဘင်းကခွေးတေးအင်းသားလုပ်ဖို့အတွက်ဖုန်းနံပါတ်ပါတဲ့ကြော်ညာစာရိုက်တွေကိုလိုက်ကပ်လိုက်ပါတယ်တညာလုံးဟိုဒီလိုက်ကပ်လိုက်ပြီးမနေ့ဥတော်မစ္စတာဘင်းစီမှာခွေးလေးတွေကိုလူတွေအများကြီးရလာကြပါတယ်ဇပြားငွေသီးသားတဲ့မစ္စတာဘင်းလည်းသူ့ရဲ့ခွေးတွေနဲ့အခန်းထဲမှာပြောင်းဆန်နေကြပါတယ်ဒီစီမှာပဲမစ္စစုကရောက်လာတော့ခွေးတွေလည်းတိတ်ကြသွားပြီးအပြင်ထွက်သွားကြပါတယ်ခွေးတွေကခြံထဲမှာပတ်ပြေးနေပြီးမစ္စတာဘင်းကလည်းလေဘတ်တွေလိုက်တက်ပြေးနေပါတယ် ဒါဆုံးမှာတော့အကုန်လုံး level ဆုံးသွားပြီးလမ်းလျှောက်ထွက်ပါတော့တယ်ခွေးလေးတွေကပန်းတန်လေးကိုခေါ်သွားပြီးထိုင်ကုန်တစ်လုံးမှာတော့ခွေးလေးတွေကတက်ကန်းပြေးပြီးဆော့ကျင်တော့မစ္စတာဘင်းကလည်း level ဖြုတ်ပေးလိုက်ပြီးတက်ကန်းကိုပြေးပေးလိုက်ပါရင်တယောက်လာတော့အကောင်ကြီးဆုံးခွေးလေးရပဲကြိုက်လာတာကိုတွေ့တော့မစ္စတာဘင်းကပြီးနားမှာတက်ကန်းအတူလေးနဲ့တက်တုံးအသေးလေးတွေကိုတွေ့သွားပါတယ် ။အုံကူလုံးပြစ်ပေးလိုက်ပြီးခွေးလေးတွေကလည်းကောက်ပြီးပြန်လာကြပါတယ်။နောက်တစ်ခေါက်တက်ပြစ်ပြီးခွေးလေးတွေကတက်ောက်လာကြပါတယ်။ဒီတစ်ခေါက်မှာတော့မစ္စတာဘင်းကလက်ဘက်ကိုသုံးပြီးပြစ်လိုက်ပါတယ်။တော်တော်ဝေဝေရောက်သားပြီးပန်းချန်ထဲမှာအမိုက်ကောက်တဲ့သူကိုထိမိသွားပါတယ်။သူကမစ္စတာဘင်းကိုခွေးတွေမခေါ်လာနဲ့လို့ပြောပြီးနောက်တစ်ခေါက်ဆိုရင်ပေါင်90ထန်ခွေးစားရမယ်လို့ပြောပါရင်မစ္စတာဘင်းလည်းခွေးတွေကိုလက်ပတ်ပြန်တက်လိုက်ပြီးခွေးလေးတွေကလည်းဘဲလေးတွေကိုလိုက်ဖမ်းပါတယ်။လမ်းမှာတော့ဟော့ဒေါ့ဆိုင်နဲ့ညှိသွားပြီးမစ္စတာဘင်းကဟော့ဒေါ့လဲကြီးနဲ့လာပါတော့တယ်။ ပြီးတော့နာတခေါအမိုက်ကောင်းနေတဲ့လူကြီးကိုမစ္စတာဘင်းကထတ်တွေ့လိုက်တော့ပေါင်90တန်းကြီးဆောင်မှုပြောပြီးမစ္စတာဘင်းလည်းထုတ်ပေးလိုက်ပါတယ်ပြီးတော့မစ္စတာဘင်းရဲ့အိတ်ထဲမှာဟော့ဒေါ့တစ်ခုပါလာတာကိုလည်းတွေ့လိုက်ပါတယ်။အိတ်ထဲရောက်တော့ခွေးပိုင်ရှင်တွေကခွေးလေးတွေကိုပြန်လာခေါ်သွားကြပြီးမစ္စတာဘင်းလည်းဟော့ဒေါ့ကိုစားတော့မဲ့အချိန်ခွေးတွေကမစ္စတာဘင်းရဲ့မုတ်ကိုယူစားလိုက်ကြပြီးတော့ဇလန်းလေးလည်းပြေးသွားခဲ့ပါတယ်။